ရုတ်နိုင်ငံမှာစိုးရင်ဖွယ်ရာကူးဆက်နေတဲ့ IDB တုတ်ကွေးမျိုးစိတ်ခွဲကပေးအတွင်ဆောင်းလာနိုင်လို့သတိပေးနေပါတယ်။တရုတ်နိုင်ငံမွေးမြူချန်နယ်မှာစိုးရင်ဖွယ်ကူးဆက်ပြန့်နေတဲ့ IDB တုတ်ကွေးမျိုးစိတ်ခွဲတဲ့ဟာတိရစ္ဆာန်မှာတစ်ဆင့်လူလူမလူကိုကူးဆက်နိုင်စွမ်းရှိကြောင်းသိရလို့အတန်တိတ်နေတဲ့တခြားနိုင်ငံတည်တည်စီကူးဆက်ပြီးကပေးအတွက်ဆောင်မှာပူပန်ရတယ်လို့တရုတ်သုရေသနပညာရှင်တွေကသတိပေးလာပါတယ်။ဒီတုတ်ကွေးမျိုးစိတ်တွေကိုတုတ်ကွေးတီသမော့ influenza d virus idb လို့ခေါ်တွင်စေပြီး transhon တိရစ္ဆာန်ကုသရေးနဲ့စေတိပံဌာနမှဟွမ်ဘူဟောင်းဦးဆောင်တဲ့သုတေသနအဖွဲ့ကလေ့လာနေပါတယ်။လေ့လာမှုအရလက်ရှိမှာကျွန်းတော်တွေမှာအဓိကပြန့်နှံ့ကူးစက်နေပြီးမဲ့ virus တွင်ပြောင်းလာမှုအရတိရစ္ဆာန်မှာလူသားကိုကူးစက်နိုင်ကြောင်းတွေ့ခဲ့ရပါတယ်။လူမလူကိုကူးစက်ပြန့်နှံ့နိုင်တဲ့အတွက်လက်ရှိတိရစ္ဆာန်များကြားကမ္ဘာနှံ့ကူးစက်နိုင်တဲ့အနေအထားဆင်သာရှိပေမဲ့ လူလူချင်းတစ်ကဘာလုံးဆိုင်ရာကူးစက်နိုင်တဲ့အနေအထားပါချင်းချောင်းနိုင်စွာရှိနေတယ်လို့ဆိုပါတယ်။ RNA virus ကို2017ကဝက်တွေမှာကူးစက်ခဲ့တာစတင်တွေ့ရှိခဲ့ရပြီးယောဂလက္ခဏာတွေဟာဥကလာဟိုမာ virus နဲ့ဆင်တွေ့ပါတယ်။စောင်းကြီးလေးလာသူတွေအရဝက်ကတစ်ဆင့်နွားကိုကူးစက်တာနွားကတစ်ဆင့်နွားချင်လို့သားလူသားများစီတဲဆောင်ပြန့်နှံ့စေနိုင်တဲ့အနေအထားရှိနေပါတယ်။တခြား RNA တုပ်ကို virus လေးလာရေးဖွဲ့ကမကြသေးမီနှစ်တွေအတွင်းဒီ virus ဟာ နိုင်ငံအသစ်တိုက်အသစ်ယောဂလက္ခဏာထူးခြားမှုမပြပဲပြန့်နှံ့ရောက်ရှိခဲ့ပြီဖြစ်ပြီးဥရောပမြောင်းနဲ့တောင်အမေရိကအာရှအာဖရိကတိုက်များထိစိတ်သွေးမြေကလောက်ခွေးတွေကိုကူးစက်မှုပြန့်နှံ့ခဲ့တယ်ဆိုပါလိမ့်ပုံမဆိုးရတဲ့အစိတ်အနေနဲ့လူတွေကဘာပဲကူးစက်မှလာမျက်ချိမပြတ်စောင့်ကြည့်ရမယ်ဆိုပါလိမ့်ဒီအရီဗီဒိုဝေဘာရဲ့တက္ကသိုလ်2023ခုနှစ်ကတရုတ်အရှေ့မြောက်ပိုင်းနွားမွေးမြေခြံတွေမှာစတင်တွေ့ရှိခဲ့ပြီးလေးလောက်မှုတွေအရထိတွေ့မှုမှသာမကလေထဲမှာတော့မှကူးစက်ပြန့်နှံ့နေပါတယ် တရုတ်ရှိမြောက်ပိုင်းရှိလူတွေကိုသွေးနမူနာတွေစစ်ဆေးခဲ့ရမှာ84ရာခိုင်နှုန်းဟာဒီဗိုင်းရပ်စ်ကိုတွင်ကူးစက်ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်တရုတ်နိုင်ငံမှာဆိုရင်အဲ့ဒီတရုတ်မြောက်ပိုင်းရှိလူတွေဟာနိုင်ငံနှံ့ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်ဘယ်လောက်ထိကူးစက်မလဲဆိုတာခံမရခံနေပါတယ်တိရစ္ဆာန်မှာလူသားကိုကူးစက်နိုင်စွာရှိတာသိကြခဲ့ပြီးလူမလူတို့သိကြမှုရှိမရှိကိုတော့ဆက်လက်စံသတ်နေစေဖြစ်ပါတယ် ဒီဗိုင်းရပ်စ်ဟာတက်ရှူလမ်းကြောင်းကိုစိုးစိုးဝါးထိခိုက်စေပြီးတာမန်တော်ကိုစည်းနဲ့ပျောက်ကင်းနိုင်ရန်ကုသမရတာကိုလည်းစမ်းသပ်တွေ့ရှိထားပါတယ်။ကမ္ဘာကပ်ပြီးအနေနဲ့ဖြစ်လာဖို့ရှိတယ်လို့ဆိုရင်းနေရာကြောင်းဟွမ်ဘိုဦးဆောင်တဲ့သုတေသနအဖွဲ့စာတမ်းမှာထုတ်ပြန်ကြေညာထားပါတယ်။